ဘလောက်ရေကြီးကြီးလုံးဝမမြုပ်တဲ့ဘကိုးရွှေထာဏီကဟင်းတာကုန်းဖျားကြီးဒါကတော့ဘလောက်ရေကြီးကြီးလုံးဝမမြုပ်လို့နတ်ဒီဝါရီစောက်လျှောက်တယ်ဆိုတဲ့ဟင်းတာကုန်းဖျားကြီးပဲဖြစ်ပါတယ်ဒီဖျားတည်ထားတဲ့နေရာလေးဟာဘကိုးမြို့ရဲ့လို့ဖြစ်ခင်ကလေးကတရှိခဲ့တာဖြစ်ပြီးဇန်နဝါရီလဟင်းတာငှက်ကိုဆွဲပြုပြီးဟင်းတာကုန်းဖျားရဲ့လို့မြည်ပေးခဲ့တာပဲဖြစ်ပါတယ်ဘူမိဗေဒပညာရှင်ဒေါက်တာညီညီရဲ့ဆိုရလွန်ခဲ့တဲ့နှစ်ပေါင်း15တန်းခန့်ကလေးကဘကုတ်တဝိုက်မှာရှေးပြင်းကြီးဖြစ်ပြီးတော့ဟင်းသာကုန်းတရာမှာ ဟင်းသာတကောင်စားနားနေရနေရလိုလေးရှိကြောင်းသိရပါသည်။ဖုရားသမိုင်းမှာတော့ဂေါတမမြတ်စွာဘုရားရှင်ဟာစုရတာရမဟာတာလာကုံတဲ့ညီနောင်တို့ကိုဟန်တာဝရီပြည်ကြီးမှာသာသနာတရားကမင်းဖြစ်ခံယူကငါဖုရားရဲ့စံတော်ကိုစေတီတီးပြီးတော့သာသနာပြုစေလို့ကြားရိပ်ပေးခဲ့ပါသည်။အဲ့နော်သာသနာတော်နေ့1369နေ့တပေါင်းလာပြေကျော်တရနေ့တနည်းလာနေ့မှာတော့ဂေါတမမြတ်စွာဘုရားရဲ့ဗျာဒိတ်တိုင်းဟန်တာရီပြည့်ရှင်တမလမင်းဟာ သာသနာတရကဝေခံယူပြီးတော့ဟန်တာဝရီမတီကနေကရှိခဲ့တယ်။ဟင်းသာနာယဂုံးတော်လေးမှာဖျားတစုကိုတည်ထားကိုယ်ခဲ့ပါရီ။အခေခါကမွန်ပါသားယစက်ပြက်ဖျားလို့ခေါ်ပါရီ။ ရေသေးကြီးဥခန်ဒီလက်ထက်မှာတော့နှစ်ပေါင်းကြာပြင်လို့ရုံရင်းပြည့်စည်နေတဲ့ဒီကျက်ပြည့်စည်တီတော်ကိုခရစ်တက္ကရာ1923ခုနှစ်မြန်မာတက္ကရာ1286ခုနှစ်မှာအသစ်ပြန်လည်တည်ထားကိုးကွယ်တော်မူခဲ့အောင်ယနေ့တိုင်ဟင်းသာကုန်းစည်တီလို့ထင်ရှားကြော်ကြားလျက်ရှိပါသည်။ဒါပြင်ဘလောက်ပဲရည်ကြီးပါသည်ဟင်းသာကုန်းဖျားမမြုပ်တာမလို့ယနေ့တိုင်နဲ့ဒီဝါများစောက်ရှောက်တယ်လို့လည်းသိရပါသည်။လူကြီးမင်းတို့လည်းဒီလိုတကိုးကြီးတဲ့ဖျားကိုလူတိုင်းဖုံးမြိုင်နိုင်အောင်လို့ဗီဒီယိုလေးကိုရှင်းပေးခဲ့ကြပါအောင်ရှင်။